ဘုရားသခင်ဤကောင်းကြီးမင်္ဂလာအပြည့်ပြည့်တက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏စေရ12လ2025ဗုဒ္ဓဟူးနေ့ဂျာခန်ဆက်သွယ်ပေးသောပလက်ဖောင်းတိုင်းကိုအသုံးပြုပါ အချို့သောသူတို့ကိုတစုံတစ်ခုသောအမှုအရာအပြင်ကဲတင်ခြင်းအလို့ငါခတ်သိမ်းသောသူတို့၌ခတ်သိမ်းသောအရာဖြစ်၏တိကောရင်သူအခန်းကြီး9အငယ်22ကဘာကြီးဟာ ယနေ့ခေတ်တည်းဘယ်တုန်းကမှပိုပြီးမချိတ်ဆက်ခဲ့ပါဤပညာမီဒီယာခရီးသွားလာမှုနှင့်ဆက်သွယ်ရေးတို့သည်တစ်ချိန်ကစိတ်ကူးမယင်နိုင်ခဲ့သောကြားခံဆက်သွယ်ပေးသောပလက်ဖောင်းများကိုဖွင့်လှစ်ခဲ့ပါသည်ဝိညာဉ်အောင်နိုင်သူတဦးအနေဖြင့်တင်တီဤအရာများကိုခရီးစီးကြောင်းကဲ့သို့မဟုတ်ဘဲဧဝံဂေလိဟောပြောခြင်းအတွက်ကရိယာတ္တစာပလာများအဖြစ်မြင်တွေ့ရမည်။ တမန်တော်ရှင်ပေါလုတွင်ဤစိတ်နေသဘောထားစိတ်နေစိတ်ထားရှိခဲ့ပါသည်တည်င်းစကားကို အပေးအယူမလုပ်ပဲလူများစွာတို့ထံတတ်နိုင်သည်မြတည်င်းစကားရောက်ရှိသွားစီရန်ဤချင်းကပ်မှုကိုလိုက်လျောညီအောင်ပြင်ဆင်ပေးခဲ့ပါသည်ကိုယ်တော်ဤပန်းတိုင်းတီရိုးရှင်းပါသည်နီလန်ပေါင်းစုံဖြင့်အချို့ကိုကဲ့တင်ပါယနေ့ခေတ်ဟုဆိုလိုသည်မှာ ဆိုရှယ်မီဒီယာဘလော့များစာမက်ဆေ့ချ်များအသံဖိုင်များအီးမေးများရေဒီယိုနှင့်ရုပ်မြင်သံကြားတို့ပါဝင်ပါသည်ဤ platform များဖြင့်တင်ဤအသံသည်တင်ဤခြေတော်များထက်ပိုမိုမြန်ဆန်စွာ ခရီးသွားလာနိုင်ပါပြီခရစ်တော်ဤကတင်ချင်းသတင်းစကားကို ပြန့်နှံ့ရန်ဤအရာများကိုအသုံးပြုပါညဝေထားသောကြံပိုက်တစ်ခု ်သင်ကြားမှုဗီဒီယိုအပိုင်းတို့တစ်ခု Prophet ပြုချက်သူမဟုတ်နှုတ်ကပတ်တော်တစ်ခုလုံနိုင်တင်များကိုရှော့မတ်တပါနှင့် Rhapsody of Reality E Digital Made to စောင်းပါများကိုပို့ပေးပါသင်ဤအခြေအနေအချိန်စရာနှင့် လူများဝင်ကြည့်နိုင်သည့်နေရာတိုင်းတွင်စောင်းပါများကို post တင်ပေးပါတရှင်တော်ဝိညာဉ်တော်သည်တင့်ကြိုးစားအားထုတ်မှုထဲသို့ အသက်ကိုမှုတ်သွင်းပြီးတင်လုံးဝမတိနိုင်သောနီလန်များဖြင့်စိတ်နှလုံးထဲသို့ရောက်ရှိစေပါသည်အသင်းတော်ခေဤဤနောက်ဆုံးအခိုက်အတန့်တွင်ကျွန်ုပ်တို့သည်ကဘာတဝန်းလုံးရှိဧဝံဂေလိတရားဟောခြင်းအပြည့်အစုံကိုကြီးစည်စေနေစဉ်တွင်တင်ဤလက်ထဲတွင်ရှိသော ပြားသခင်နေရာချထားပြီးသောဂျားခန်ဆက်သွယ်ပြီးသော platform အလုံးကိုအသုံးပြုပါရွေချက်ရှိရှိ တီထွင်ကြံစပြီးတတ္တမတ်ထဲဖြစ်စီပါဝိညာဉ်များကိုအောင်နိုင်ရန်စုကျေစုများစွမ်းရည်များနှင့်လွှမ်းမိုးမှုတို့ကိုအသုံးပြုပါထပ်၍လေလာရန်ကြံပိုင်းတုတ်တန်ကြံခန်းကြီး7အငယ်30ကျောင်းမတ်တော်သူတီးသောအတီးတီအသက်ပင်အတီးဖြစ်ဤသူတပါတို့ဤစိတ်ဝိညာဉ်ကိုရတော်သူတီလေပညာရှိဖြစ်ဤရှမာကုအခန်းကြီး6အငယ်20 တပည့်တော်တို့သည်လည်းထွက်သွား၍တခင်ဖျားသည်မဆတော်မူသည်နှင့်၎င်းသူတို့၌ဖြစ်သောနမိတ်လက္ခဏာအားဖြင့်နှုတ်ကပတ်တရားတော်ကိုတည်စီတော်မူသည်နှင့်၎င်းခတ်သိမ်းသောအရတ်တို့၌တရားဟောကြ၏တစ်ကောရင်သူအခန်းကြီး9အငယ်19မှ23ငါသည်အဘယ်သူဤကြော်မဖြစ်တော်လဲတာ၍ညာသောသူတို့ကိုယချင်းအလုံးငါလူတကာတို့ဤကြော်ခံရ၏ ယူတလူတို့ကိုရခြင်းအလို့ငါယူတလူတို့၌ယူတလူကဲ့သို့ဖြစ်၏ပညာတရားကိုကိုယ်တိုင်မစည်းကတ်တော့လေပညာတရားကိုစည်းကတ်တော့သူတို့ကိုရခြင်းအလို့ငါပညာတရားကိုစည်းကတ်တော့သူတို့၌ပညာတရားကိုကျင့်တော့သူကဲ့သို့ဖြစ်၏ဘုရားသခင်ရှိတော်၌တရားမဲ့မနီခရစ်တော်ဤတရားကိုကျင့်တော်သူဖြစ်တော်လေပညာတရားမဲ့တော်သူတို့ကိုရခြင်းအလို့ငါပညာတရားမဲ့တော်သူတို့၌ ြညတ်တရားမဲ့သောသူကဲ့သို့ဖြစ်၏အာနေသောသူတို့ကိုယချင်းအလုံးငါအာနေသောသူတို့၌အာနေသောသူကဲ့သို့ဖြစ်၏အချို့သောသူတို့ကိုတစုံတစ်ခုသော အမှုအရာအဖြစ်ကဲ့တင်ခြင်းအလုံးငါခတ်သိမ်းသောသူတို့၌ခတ်သိမ်းသောအရာဖြစ်၏သင်တို့နှင့်အတူဧဝံဂေလိတရားကိုဆက်ဆံခြင်းအလုံးငါဧဝံဂေလိတရားကြောင့်ထို့သို့ငါပြုလေရှိ၏ဝန်ခံခြင်းကို အတူတကွခံယူကြပါစို့ ကျွန်ုပ်သည်ဧဝံဂေလိတရားဟောပြောရန်အခွင့်အလန်းနှင့် platform တိုင်းကိုအကောင်ဆုံးအသုံးချပါသည်ခရစ်တော်အတွေ့လူများစီတို့ရောက်ရှိရန်ကျွန်ုပ်သည်ပညာရှိဖြစ်ပြီးတီထွင်ကြံစက အကျိုးထျောက်မှုရှိတော်သူဖြစ်ပါသည် ျွန်ုပ်ဤတတိခံချက်အပြင်လူအမြောက်အများတို့သည်နေ့စဉ်ကဲ့တင်ခြင်းခံနေရပါသည်ဟာလေလုယာတနှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ဗျာဒိတ်ကျမ်းခန်းကြီးနှင့်အငယ်78မှအခန်းကြီး3အငယ်1မှ6ဟောရှိအခန်းကြီး3မှ6ကိုဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့ နှစ်နှစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး19အပိုင်းငယ်73မှ22600အခန်းကြီး21မှ22ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့